အစ်တမတွေကကိုယ့်အတွက်တော့အကျန်းဆုံးဆရာတယောက်ပဲဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင်ဖြစ်သွားပြီဆိုတာနဲ့အလုပ်ကိုအေးအေးဆေးဆေးလေးပဲလုပ်ရမယ်လို့ဘသူပြောလဲ။တချို့တော့မိန်းကလေးစီးပွားရေးလုပ်ငန်းရှင်နေဆိုရင်ပေါ့နော်။စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်ဆိုတော့အိမ်မက်နဲ့စီးပွားရေးစားလောက်လိုက်ကြတယ်။နောက်ဆုံးကြတော့အိမ်မက်စီကိုမရောက်လိုက်ပဲနဲ့။ပြပင်ပန်းမှုလူပင်ပန်းမှုတွေနဲ့ပဲအဆုံးတတ်လိုက်ရတဲ့သူတွေလည်းအများကြီးတွေ့ဖို့တယ် ဲ့တော့ဒီဗီဒီယိုထဲမှာ main ကလေးစီးပွားရေးလုပ်ငန်းရှင်ကိုရိုင်ကြုံတွေ့လာရတဲ့အချက်ခုနှစ်ချက်ကိုလာပြောပြပေးမှာပဲဖြစ်တယ်။အဲ့တော့ဒီအချက်ခုနှစ်ချက်ကိုဘသူမှတိတ်ပြီးလာမပြောပြဖြစ်ဘူးဆိုတာလည်းပြောရဲတယ်ပေါ့နော်။အဲ့တော့ပဲအချက်တွေရှင်းမယ်ဆိုတော့တော့ကြည့်ရအောင်။အကယ်လို့ကိုကစီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အိမ်မက်ရှိတယ်ဆိုရင်ဒီဗီဒီယိုကတင်အတွက်တနေ့နေ့တစ်ချိန်ချိန်မှာတော့အကျုံးဝင်လာလိမ့်မယ်လို့ပြောရဲပါတယ်ရှင်။နံပါတ်1တစ်ချက် ကိုစီးပွားရေးမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေကိုဘသူမှကို100%နားမလည်ပေးနိုင်ဘူးဆိုတဲ့အချက်ပဲတခါတလေကိုရဲ့မိဘတွေရော ကိုရဲ့အိမ်ထောင်အိမ်ထောင်ဖက်ကိုရဲ့အမျိုးကိုရဲ့အမျိုးသားတွေတောင်မှကိုနားမလည်တဲ့ပြဿနာတွေဆိုတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးချိန်မှာကိုဘာတွေကြင့်ထားရမလဲဆိုရင်ဘာပြဿနာပဲဖြစ်လာဖြစ်လာကိုကိုယ်တိုင် ခန့်နိုင်ရေ100%ဖြစ်ပြီးတော့မှပါပြဿနာနေနဲ့ရင်ဆိုင်ဖြည့်ရှင်းရဲတဲ့တတိကိုမွေးထားရမှာပဲဖြစ်တယ်။အဲ့ဒါအပြင်ကိုယ့်ရဲ့အိမ်ထောင်ဖက်တွေကိုပြောပြချင်တယ်၊ကိုယ့်ရဲ့မိသားစုဝင်တွေကိုပြောပြချင်တယ်ဆိုရင် နည်းနည်းပါပါပြောပြလို့ရတာပေါ့နော်အကုန်လုံးသွားပြောလို့ရှိရင်တခါတလေပြဿနာကပုံကြီးတက်ပြီးတော့မှသူတို့စီကနေလဲဖိအားတွေထိုက်ရလိုက်တာမျိုးလဲဖြစ်တတ်ပါတယ်ရှင့်အဲ့တော့ဒါတော့နံပါတ်1တစ်ချက်ပါနံပါတ်2ကပါလဲဆိုရင်အမြဲတမ်းစိတ်တက်ခိုင်မာနေအောင်အမြဲတမ်းကြံ့ကြံ့ခိုင်ညက်တီနေနိုင်အောင် နေဖို့ဖိအားတွေလည်းအငဲတန်းရှိတယ်ပေါ့နော်ကဲလို့ကိုကစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတယ်အဖွဲ့အစည်းကြီးတစ်ခု ရှိလာတယ် team တွေဝန်ထမ်းတွေရှိလာတဲ့အခါမှာကိုကိုတိုင်ကအရှိကနေအဲ run နေရတာဖြစ်တဲ့အတွက်ပြေးနေရတာဖြစ်တဲ့အတွက်နေမကောင်းဖြစ်လို့လည်းမရဘူးနားလို့လည်းမရဘူးပင်ပန်းရင်တောင်မှနားချင်ရင်တောင်မရဘူးပေါ့နော်စီးပွားရေးကိုစတင်စောက်တဲ့ချိန်မှာဆိုရင်ပို့ဆိုးတဲ့အဲ့တော့ဒီလိုမျိုးနေရက်တွေဆိုရင်လည်း စိတ်တက်ကြမ်းကြမ်းခိုင်ခိုင်နဲ့ရင်ဆိုင်ကြော်ဖြဲရပါတယ်ရှင်။ PA ဆိုရင်လည်းဟိုးရင်နှောင်းဝဆိုရင်မနာရဲဘူးပေါ့နော်။ပင်ပန်းနဲ့ဆိုရင်တော့နားရက်တွေမရှိတဲ့အထိကိုအလုတ်တွေကိုစတိုက်လုတ်ခဲရတယ်။စီးပွားရေးတစ်ခုခိုင်မာလာပြီးဆိုရဲနေကြမှာပဲ။နားရက်လေးတွေနားတဲ့အချိန်လေးတွေအကိုကိုကိုဖဲ့ပေးရတာမျိုးလည်းရှိတယ်ပေါ့နော်။ဒီအချက်ဆိုရင်လည်းဘသူမှတော့တိတ်လာပြောပြဖြစ်ကြမှာမဟုတ်ဘူး။သူတို့ရဲ့အောင်မြင်တဲ့အပိုင်းသူတို့ရဲ့ စိတ်တက်ကြန့်ခိုင်တဲ့အပိုင်းကိုပဲတော်တော်များများလာပြီးတော့မှ sharing လုပ်ပေးတာမျိုးလည်းတွေ့ရပါလိမ့်မယ်ရှင်အဲ့တော့ဒီအချက်ကိုလည်းအဲကြုံလာတဲ့အချိန်မှာအမြဲတမ်းစိတ်တက်ကြန့်ခိုင်နေအောင်ကိုယ့်ကိုယ် train ထားဖို့လိုပါတယ်နံပါတ်3ကပါလဲဆိုရင် customer တွေကကိုယ့်အတွက်တော့ အကျန်းဆုံးဆရာတယောက်ပဲဖြစ်တယ်။တချို့တော့ customer တွေတချို့တော့ client တွေဆိုရင်အ PA ဆိုရင်ပေါ့နော်ဟို brand founder တယောက်လည်းဖြစ်တယ်လို့ online marketing coach လည်းဖြစ်တယ်။တခါတလေကိုယ့်စီကိုဝင်လာတဲ့ customer တွေ client တွေတင်နန်းသူတင်နန်းသားတွေအားပေါ့နော်ကိုယ့်ကိုလည်းသင်ခန်းစာအကြီးကြီးပေးသွားတဲ့သူမျိုးလည်းရှိတတ်တယ်။အဥပမာကိုယ်ပေးလိုက်တဲ့ service တွေကိုယ့်ရဲ့ product quality တွေကိုသူတို့မကျေနပ်တဲ့အခါမျိုးသူတို့ မကြိုက်တဲ့အခါမျိုးတွေမှာဆိုရင်ပေါ့နော်ဟိုတခါတလေဆိုရင်ဘလို့ဖြစ်ရှင်းရမလဲဆိုတော့အခါမျိုးတွေမသိတဲ့အခါမျိုးလည်းအများကြီးကြော်ဖြတ်ခဲ့ရတယ်ဒါပေမဲ့စိတ်တက်ကြန့်ခိုင်အောင်ကျင့်ထားလို့ရှိရင်တော့ ဘလိုမျိုးအခြေအနေမျိုးမှာပဲနေနေဘလိုလူမျိုးတွေနဲ့ပဲအာပြဿနာရင်ဆိုင် ဖြေရှင်းရဖြေရှင်းရပေါ့နော်စိတ်အေးအေးလေးနဲ့ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်ရှင်ဒီအချက်တွေဆိုရင်လည်းဘယ်သူမှလာပြီးတော့မှတိတ်ပြီးပြောပြဖြစ်မှာမဟုတ်ဘူးပေါ့ဒါပေမဲ့ customer complaint တွေတက်လာတဲ့အချိန်ကျရင်ဒီတစ်ချက်ကိုအမြဲတမ်းမှတ်ထားပါ customer တွေကကိုယ့်အတွက်အကောင်းဆုံးစိတ်ရပဲ customer တွေကကိုယ့်အတွက်အတွေ့အကြုံအစေးကြီးတဲ့အတွေ့အကြုံတွေတင်ပေးမယ်အကောင်းဆုံးစိတ်ရပဲဆိုတာမှတ်ထားပါရှင် နံပါတ်၄ရပါလဲဆိုရင်ရောင်အားကဘယ်တော့မှညိန်နေမှာမဟုတ်ဘူးကိုဘလို့ပဲစ조사စ조사ပေါ့နော်ရောင်အားဆိုတာအတက်ကြအမြဲတမ်းရှိတယ်အဲ့တော့ပါကိုဆိုလိုချင်တာလဲဆိုရင်အကိုရဲ့အောင်မြင်မှုကပေါ့နော်စီးပွားရေးလောကမှာဆိုရင်ကိုရဲ့အောင်မြင်မှုကကိုရဲ့조사မှုနဲ့ထပ်တူမကြဘူးပြီးအေးဆိုရင် online စီးပွားရေးလုပ်တယ်အာဒီ marketing တွေ content တွေဆိုရင်နေ့တိုင်းလုပ်တယ်အားလုံး တခါလေကိုဘလို့ပဲ content ကောင်းအောင်စ조사စ조사ဘလို့ပဲ content တွေကိုအရေအတွက်များအောင်လှုပ်လှုပ်ပေါ့နော်ဘလို့ပဲဟို조사နေပါစေရောင်အားကကြနေတဲ့အခါမျိုးတွေလည်းတွေ့ရတတ်တယ်အဲ့တော့ရောင်အားအတက်အကျအမြဲတမ်းရှိတယ်ဆိုတော့တဘာဝလေးကိုနားလဲလာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်တနေ့ပြီးတနေ့ကိုလှုပ်ဆရာရှိတာပဲအကောင်းဆုံးလှုပ်တော့တယ်ရောင်းအားပေါ်မှာအာယုံမစိုက်ထားတော့ဘူးကိုရဲ့လှုပ်ရက်တွေပေါ်မှာပဲအာယုံစိုက်တဲ့အချိန်မှာရောင်းအားဆိုတာသူ့ဟာနဲ့သူကြ သူ့အသူ့အချိန်တန်လို့ရှိရင်သူ့အနေနဲ့သူကြာအချိန်တန်လို့ရှိရင်သူ့အနေနဲ့သူတက်လာတဲ့အခါမျိုးတွေရှိတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ပေါ်မှာအများကြီး serious မဖြစ်ပါနဲ့လို့လည်းပြောချင်ပါတယ်ရှင်အဲ့ဒီလိုအချက်တွေဆိုရင်လည်းဘယ်သူမှတော့လာပြီးထိုင်ပြောပြနေမှာတော့မဟုတ်ဘူးရောင်းအားကောင်းတဲ့ချိန်မှာဟိုပြောပြတာမျိုးတွေရှိမယ်အကြွား post တွေတင်တာမျိုးတွေရှိတယ်ရောင်းအားကြတဲ့အချိန်မှာတော့ဘယ်သူမှတော့အထူးတက်လဲလာပြောပြမှာတော့မဟုတ်ဘူးပေါ့အဲ့တော့ကိုကခုမှစီးပွားရေးဆလုပ်မဲ့သူတွေဆိုရင်ရောင်းအားအတက်ကြဆိုအမြဲတမ်းရှိတယ်ဆိုတဲ့သဘာဝကိုနားလည်ထားမှရပါမယ်ရှင် တ်ငါအရန်ကိုပင်ပန်းလာတဲ့နေ့တွေမှာဆိုရင်အာရင်ဖွင့်စရာလူမရှိတဲ့နေ့မျိုးတွေလည်းအာတခါတလေကြုံရတတ်တယ်ပေါ့နော်အရန်ပင်ပန်းနဲ့စိတ်ပင်ပန်းနဲ့ကိုပင်ပန်းနဲ့တခါလေပါပင်ပန်းလို့ပင်ပန်းမှန်းတော့မသိတဲ့အခါမျိုးတွေရှိတယ်အဲအဲ့လိုမျိုးအခါမျိုးတွေဆိုရင်လည်း ရင်ဖွင့်ရမဲ့သူတွေမရှိတဲ့အခါမျိုးမှာအထီးကျန်ဆန်မှုတွေလည်းကြုံရတတ်ပါတယ်ရှင်။အဲ့တော့ဒါမျိုးတွေဆိုလည်းဘယ်သူမှလာမပြောပြဘူးပေါ့နော်။အဲ့တော့ကိုယ့်ရဲ့စီးပွားရေးမှာကြုံရတဲ့ပြဿနာတွေအခက်ခဲတွေကိုတစ်ခါတလေကိုကိုကိုနဲ့လည်းစကားပြန်ပြောတတ်ရတယ်။ဥပမာအောင်းငါဒီနေ့ပါရင်ကြုံခဲ့ရလဲ။အောင်းငါဘလို့တော့ဖြည့်ရှင်းခဲ့ပြီးပြီ။အောင်းငါမနဲ့ပြအကောင်းဆုံးဖြစ်အောင်ဆက်လုပ်မယ်ဆိုရက်အကိုကိုကိုစိတ်ငြိမ်အောင်လှုပ်တက်ဖို့လေအများကြီး train ရပါတယ်ရှင် နံပါတ်6ကပါလဲဆိုရင်တင်းရဲ့စီးပွားရေးကတဖြည်းဖြည်းချင်းတိုးတက်အောင်မြင်လာတဲ့အခါမှာအောင်မြင်မှုမြင့်လာလေလေတင်းကိုနားမလဲတဲ့သူတွေများလာလေလေပဲဖြစ်တယ် အမြင့်ကိုရောက်လေလေ ကိုယ်ကိုဆွဲချချင်တဲ့လူတွေများလာလေလေအမြင့်ကိုရောက်လေလေကိုယ်ကိုအမြင့်ကတ်တဲ့သူတွေရှိလာလေလေပဲအဲ့တော့အဲ့ဒီတန်ကိုလည်းခံရပါလိမ့်မယ် PA ဆိုရင်ဒီ online စီးပွားရေးစလုပ်ပြီးတော့မှနည်းနည်းလေးစပြီးအောင်မြင်လာတဲ့ချိန်မှာပေါ့နော် ရောင်းအားတွေစပြီးတော့တင်းရချီထောင်ချီတွေဖြစ်လာတဲ့အခါမှာအာကို device နဲ့မတွေ့ဘူးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ version နဲ့မတွေ့ဘူးတဲ့သူတွေကလည်း သူတို့တိတ်ပြီးတော့ကြည်လို့မရဘူးအားလုံးเนาะအဲ့တော့ဟိုသူတို့ပြန်ပြောတဲ့စကားရေဆိုရင်လည်းပြန်ကြားရတယ်သူတို့ကိုမြင်တဲ့အမြင်တွေဆိုလည်းအကုန်လုံးပြန်သိရတယ်ပေါ့เนาะထားလိုက်ပါတော့ဒါတွေကတော့အောင်မြင်တဲ့သူတိုင်းဟိုကိုရဲ့အောင်မြင်မှုကအဆင့်တစ်ဆင့်ထိရောက်လာတဲ့သူတိုင်းမှာလူတိုင်းကြုံရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါသဘာဝပဲဖြစ်တဲ့အတွက်ကြောင့်ဘာမှ serious တော့ဖြစ်เสียမလို့ဘူးကိုဟာနဲ့ကိုကိုရဲ့အောင်မြင်မှုကို ရအောင်ထိန်းထားပြီးတော့မှနောက်ထပ်တစ်ဆင့်ပြီးတစ်ဆင့်ထပ်အောင်မြင်အောင်လုပ်ဖို့ပဲလိုပါတယ်။ နံပါတ်ခွန်ကပါလဲဆိုရင်ခုနကတစ်ချက်ကနေဆက်ဆက်ပြီးပြောလို့ရတယ်ပေါ့နော်တချို့ကဒီအောင်မြင်မှုကိုပြန်ကြောက်ကြတဲ့သူတွေရှိတယ်အောင်မြင်သွားတဲ့ခါမှာအမြင့်ကိုရောက်သွားတဲ့ခါမှာမနာလိုတဲ့သူတွေဆွဲချချင်တဲ့သူတွေအများကြီးရှိလာတဲ့အတွက်ကြောင့်လေအောင်မြင်မှုကိုကြောက်ပြီးတော့မှအဲ့ဒီမှာတင်ရက်ရက်ပြစ်လိုက်ချင်တဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော် PA လည်းဖြစ်ဖို့တဲ့အားလုံး2021တုန်းကဆိုရင်ဒီ အာကိုလှုပ်တဲ့အရာတွေကို blame တဲ့သူတွေအများကြီးရှိတဲ့ချိန်တော့ပါဗောနော်မလှုပ်ချင်တော့မလှုပ်ချင်တော့ကြောက်တယ်အဲ့အောင်မြင်မှုရိုးကြောက်တယ်မကြော်ဖြတ်ချင်ဘူးအဲ့မှာတင်ရက်လိုက်ချင်ပြီးတော့မှလေစက်မလုပ်ချင်တဲ့စိတ်တွေအများကြီးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်မှဆိုရင်ဘာကိုအမြဲတမ်းတတိယရမလဲဆိုရင်ကိုဘာကြောင့်ဒါကိုလုပ်နေတာလဲနော်ဘာကြောင့်ဒီအလုပ်ကိုလုပ်နေတာလဲကိုရဲ့တာကတ်ကိုရဲ့ရည်ရွယ်ချက်အတိအကျကိုကိုကသိနေလို့ရှိရင်ဘာမှ ကြောက်စရာမလိုဘူးကိုရိပ်ရွက်ချက်တိုင်းလောက်ချာရှိတာဆက်လုတ်သွားယုံပဲเนาะအဲ့တော့ဒီအချက်ကိုနှစ်ချက်ကတော့ဒီစီးပွားရေးလုံနေတဲ့အမျိုးသမီးတွေတိုင်းကြုံရမှာဖြစ်ပြီးတော့မှเนาะဘသူမှလည်းတိတ်လာမပြောပြတဲ့အချက်ခုနှစ်ချက်ပဲဖြစ်ပါတယ်ရှင့်အဲ့တော့စီးပွားရေးလုံမဲ့အမျိုးသမီးတွေတိုင်းကို PA အနေနဲ့အကြံပေးချင်တာတကွပါလဲဆိုရင်နံပါတ်1အမြဲတမ်းကိုကိုကိုတိတ်ငြိမ်တဲ့သူတယောက်ဖြစ်အောင်ကျင့်ပါနံပါတ်2 ကိုရဲ့ကျမ်းမာရေးကိုအမြဲတမ်းအာတရုတ်ဆိုင်ပါနံပါတ်3ကိုရဲ့ရွယ်ချက်ကိုအမြဲတမ်းစိတ်ထဲမှာစိတ်ထဲမှာအမြဲတမ်းထည့်ထားပါတော့ငါဘာလို့တောင်လုံနေရလဲတော့ရက်တီမူခိုင်မာမရမယ်အဲအဲဒီအရာတွေရှိလို့ရှိရင်ဘာပြဿနာပါအခက်ခဲပဲဝင်လာဝင်လာဟိုရက်ပြချင်းစိတ်လဲမရှိမရှိမှဖြစ်ပြီးတော့မှဟိုကိုလောက်ဆရာရှိတာပဲအကောင်းဆုံးဆက်လောက်သွားဆက်လောက်သွားနိုင်တဲ့သူတယောက်ဖြစ်မှာပဲဖြစ်တယ် ဲ့တော့ PA က online စီးပွားရေးလောက်တဲ့သူတယောက်ဖြစ်တဲ့အတွက်2016ခုကတည်းကနေအခုချိန်ထိလောက်လာတာဆိုတော့တက်တန်ပေါင်း၈နှစ်ကျော်ရှိခဲ့ပါပြီအဲ့တော့ PAC ကနေ online လောက်တဲ့နေလန်းတွေလေ့လာချင်တယ်ဆိုရင်အားလုံးအခြေခံကနေစလေ့လာလို့ရမယ် PA ရဲ့ free ebook လေးကိုလာပြီးတော့မှတောင်းလို့ရပါတယ်အဲ့တော့ဒီ free ebook ကိုဘယ်ကနေလာတောင်းလို့ရလဲဆိုရင်အခုဒီဗီဒီယိုထဲမှာတွေ့ရတဲ့ QR code ကို စကန်လုတ်ပြီးတော့မှ Telegram ထဲရောက်လာမှာပေါ့နော်အဲ့ Telegram ထဲမှာ free ebook တွေလာတောင်းလို့ရပါတယ်ရှင်အဲ့တော့ဒီ video ကနေတခုခုရလိုက်တယ်ဆိုရင် comment မှာတခုခုမှန်ခဲလို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်